အားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါတယ်ဒီကနေ့မနေ့အစောပိုင်းမှာတော့ကျွန်တော်အာဆင်နယ်သင်းနဲ့ပတ်သက်ပြီးတော့ဒါတက်လာတဲ့တည်င်းအကြောင်းအရာလေးတွေမှာဒါဒန်ရကစားသမားတွေအကြောင်းဒါများစွာပါတယ်ဗောလေဒီကစားသမားတွေအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့နိုနီမာရူအကေးနဲ့ပတ်သက်တဲ့တည်င်းအကြောင်းအရာလေးနဲ့အရင်ဆုံးဒါကျွန်တော်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါနိုနီမာရူအကေးအနေနဲ့အာဆင်နယ်နှီးစက်တဲ့တည်င်းတွေရဖော်ပြချက်အရာဗောလေဒါနိုနီမာရူအကေးကဒါ နိုဝင်ဘာလလကုန်ပိုင်းလောက်မှပဲ ဒါအသင်းနဲ့ပြန်လဲပူးပေါင်းနိုင်ပြီးတော့ဒါ fully training တွေပြုလုပ်လာနိုင်မယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကပေါ်ပြထားတယ်ဒါကျွန်တော်မနေ့ကညတင်ထားတဲ့သတင်းထဲမှာလဲဒါလိုနီမာရူအကေးနဲ့ပတ်သက်တဲ့သတင်းကြောင်းရတချို့ကိုဒါကျွန်တော်ကျွန်တော်ညီကိုတွေကိုကျွန်တော်ဒါကျွန်တော်ရထားတဲ့သတင်းလေးတွေကျွန်တော်ပြန်ပြီးတော့ဒါကျွန်တော်ဆွေးနွေးသုံးသပ်ပြီးပြီးဒါဒီကနေ့မနေ့အစောပိုင်းမှာရခဲ့တဲ့သတင်းတွေအရာကတော့ဒါပါလဲဆိုလို့ရှိရင်နိုနီမာရူအကေးကဒါနိုဝင်ဘာလလကုန်ပိုင်းလောက်မှာပဲအသင်းနဲ့ဒါပြန်လဲပူးပေါင်းပြီးတော့ fully training တွေပြန်လဲပြုလုပ်လာနိုင်မယ် ိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ်ဒါနောက်ထပ်တယောက်အနေနဲ့ကိုင်ဟာဗတ်ပေါ့လေကိုင်ဟာဗတ်နဲ့ပတ်သက်ပြီးတော့ဒါမနေ့ကဒါညတင်တဲ့သတင်းတွေမှာလည်းကျွန်တော်ထည့်ပြောခဲ့ပြီးသားဒါကိုင်ဟာဗတ်ကသူအနေနဲ့တူးချင်း training တွေပြုလုပ်နေတယ်ဒါပြီးသွားပြီဆိုလို့ရှိရင်အတင်းနဲ့အမြန်ဆုံးပူးပေါင်းလာနိုင်မှုအတွက်ဒါတချို့သတင်းမီဒီယာတွေမှာဆိုလို့ရှိရင်ဗျာဒါ ဖူဟန်နဲ့ပွဲမှာတော့ပြန်လဲပါဝင်လာမယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေတယ်။ဒါပေမဲ့ဒါဒီကနေ့တက်လာတဲ့သတင်းတွေအရာဆိုလို့ရှိရင်တော့ဒါကိုင်ဟာဗတ်ကဒီ2025နှစ်ကုန်ပိုင်းတော့ဗောလေတနည်းအားဖြင့်ဒီဇင်ဘာလလပိုင်းလအစောပိုင်းလောက်မှာပဲဒါကိုင်ဟာဗတ်ကဒါကျွန်တော်တို့ ကွင်းထဲမှာပြန်လည်မြင်တွေ့ရနိုင်တယ်ပွဲကစားချိန်တွေကိုသူ့အနေနဲ့ဒါပြန်ရလာနိုင်တယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ်ဒါတစ်ခါလေကြားလို့ရှိရင်ရှိတယ်ဗျာကျွန်တော်တို့တွေကဟိုဘယ်လိုပြောရမလဲဒီလိုမျိုးဒါ international break အခြေအနေတွေမှာကျွန်တော်တို့ကသတင်းတွေကိုဘယ်လိုပြောရမလဲ အတိအကျဆုံးဖြစ်နိုင်တဲ့သတင်းမျိုးတွေဒါပြောရပြီဆိုလို့ရှိရင်ဟိုအသေးချာဆုံးဖြစ်နိုင်တဲ့သတင်းမျိုးတွေကျွန်တော်တို့ကရွေးတင်ခြင်းတော်လဲဒါကျွန်တော်တို့ဒီရက်ပိုင်းဒီမှာကျွန်တော်တို့သတင်းတွေကအရန်ကိုရှားပါလုံးနေဗျအဲ့အတွက်ကျွန်တော်သတင်းတစ်ပုဒ်ရပြီဆိုလို့ရှိရင်အရန်ကိုဗျာတည်မလားဟိုဘယ်လိုပြောမလဲ အရန်ကြောညူကိုတွေပြန်ပြီးတော့မျှဝေခြင်းတယ်ဒါပေမဲ့တစ်ခါလေကြားလို့ရှိရင်ရှိတယ်ဗျာတချို့တည်င်းနဲ့ရိုမာတွေများတယ်အဲ့တော့ကျွန်တော်တို့တွေကတည်င်းရတဲ့တည်င်းတိုင်းကိုဒါဖတ်တယ်ပြီးရဆိုလို့ရှိရင်ကြောညူကိုတွေကိုကျွန်တော်ကတည်င်းသုံးပုတ်ရရင်သုံးပုတ်လို့ကြောညူကိုတွေပြန်ပြီးတော့ဒါကျွန်တော်တို့တွေပြန်လဲပြီးတော့ဆွေးနွေးသုံးသပ်တယ်ကြောညူကိုတွေပြန်ပြီးတော့ပြောပြလေးရှိတယ်ပေါ့လေဒါကြောင့်မို့လဲဒါကျွန်တော်တို့တည်င်းနေရဒါမနေ့ကတင်ခဲ့တဲ့တည်င်းနေမှာကတစ်မျိုးဒီနေ့တင်တဲ့တည်င်းနေမှာတစ်မျိုးပေါ့လေဘာဖြစ်ဖြစ်ဒါကျွန်တော်ကအာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့တည်င်းကြောင့်ရတည်နေတာဖြစ်တဲ့တို့ကကျွန်တော်ကဒါအာဆင်နယ်အသင်းကစားသမားရဲ့အခြေအနေတွေကိုဒါ ဘယ်လိုပြောမှာမလဲဟိုဟိုဘယ်လိုပြောချင်တာဗျာကျွန်တော်ပြောချင်တဲ့ပုံစံဗျာဘယ်လိုပြောမလဲအများဆုံးတည်ချနိုင်တဲ့တည်င်းပေါ့တရားဖြစ်60ရာခိုင်နှုန်းလောက်50အထက်ပေါ့လေ50အထက်လောက်ယုံကြည်ရတဲ့တည်င်းဌာနတွေရတည်င်းတွေကိုပဲကျွန်တော်အနေနဲ့ဒါပြန်ပြီးတော့ကျောင်းကြီးကိုတွေ sharing လုပ်တာဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒါ60 90ခိုင်နှုန်းလောက်ကတော့ဒီကစားသမားတွေရဲ့ဒါအကြောင်းအရာတွေကကျွန်တော်တို့တွေယုံရနိုင်ပါတယ် Okay နောက်တစ်ယောက်အနေနဲ့ Piero Incape ပေါ့လေ Piero Incape နဲ့ပတ်သက်ပြီးတော့ ါပီယေရိုအင်ဂပေးကဒါမနေ့ကကျွန်တင်ခဲ့တဲ့သတင်းတွေနေမှာအတိုင်းပဲဒီကနေ့မနက်မှာလေးတက်လာတဲ့သတင်းတွေအရဖူဟန်နဲ့ပွဲအော်တိုဘာလ16ရက်နေ့မှာဒါဖူဟန်နဲ့ပွဲမှာပီယေရိုအင်ဂပေးကိုကျွန်တော်တို့ဒီဒါပြန်လည်မြင်တွေ့ရလာနိုင်တယ်ဒါအဝေးဝန်းသွားကံမဲ့ပွဲစဉ်အတွက်ဒါပီယေရိုအင်ဂပေးကဒါမီခေအာဒီတာတို့ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ် နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဒါစိတ်မကောင်းစရာပေါ့လေဒါကျွန်တော်တို့မာတင်အိုရီကတ်ပေါ့မာတင်အိုရီကတ်နဲ့ပတ်သက်ပြီးတော့ဒါကြောင့်မနေ့ကညတင်ခဲ့တဲ့သတင်းထဲမှာကျွန်တော်ပြောခဲ့သလိုပဲဒါသူ့အစဉ်အမြန်ဆုံးပြန်လာနိုင်မယ်ဆိုလို့ရှိရင်ဒါ၃ဘက်ကနေ၄ဘက်ကြားဆိုတာသူ့အနေနဲ့အမြန်ဆုံးပြန်လာနိုင်မယ်ဒါဒီထက်ချင်းနေဆိုလို့ဆိုလို့ရှိရင်၈ဘက်လောက်ထိအားယူရမယ်တေချာတာတစ်ခုကဒီကနေ့မနေ့အစောပိုင်းမှာတက်လာတဲ့သတင်းတွေအရာဒါကျွန်တော်တို့ရဲ့မာတင်အိုရီကတ်ကအလင်းအမြန်တက်တာလာဖို့အခြေအနေရှိမနေပဲနေ့ ဒါကျွန်တော်တို့အာဆင်နယ်အသင်းကသူ့ကိုအနည်းဆုံး2လဝင်းကျင်လောက်လက်လွတ်အပွဲရှိတယ်ဆိုပြီးတော့ဒါဒီကနေ့မနက်မှာတော့တက်လာတဲ့သတင်းတွေရဒါကျွန်တော်တို့ အဲဘယ်လိုပြောမလဲကျွန်တော်တို့ရရှိထားတယ်ပေါ့လေဒါဒီကနေ့မနက်မှာအစောပိုင်းတက်လာတဲ့တည်င်းနေတယ်မှာဆိုလို့ရှင်မာတင်အိုရီကက်အနေနဲ့အနည်းဆုံးကျွန်တော်တို့အာဆင်နယ်အသင်းက2လလောက်လက်လွတ်ရနိုင်တယ်ဆိုပြီးတော့ဒါတည်င်းမီဒီယာတွေကပေါ်ပြထားတယ်โอเคနောက်ထပ်တစ်ယောက်အနေနဲ့ကတော့ကျွန်တော်တို့ဂါဘီယယ်ဂျေဆူပေါ့လေအေစီအဒန်ကနေပြန်လာတဲ့ဂါဘီယယ်ဂျေဆူအတွက်ဒါကျွန်တော်တို့အာဆင်နယ်အသင်းမှာနေရာရှိနေမလားနေရာရှိမနေဘူးလားမခေအာဒီတာအတွက်အပြေတွေရှိနေလားဆိုပြီးတော့ ဘယ်လိုပြောမလဲတည်င်းတွေကအများကြီးအများကြီးတက်လာတယ်ဒါဒီထဲမှာမှကျွန်တော်ဟိုဂါဘရီယယ်ဂျေဆုရဲ့တည်င်းနဲ့ပတ်သက်ပြီးဂါဘရီယယ်ဂျေဆုကဒီဇင်ဘာလလိုက်ထဲမှာပဲပြန်လာနိုင်တယ်ဆိုပြီးတော့တည်င်းမီဒီယာတွေကဖော်ပြထားတယ်ပြောရဆိုလို့ရှိရင်ဒီကစားသမားကကျွန်တော်အာဆင်နယ်မှာဒါတေချာတွေးကြည့်မယ်ဆိုလို့ရှိရင်ကျောင်းညီကိုတွေလည်းသိပါတယ်ဒါဒီကစားသမားအတွက်ကျွန်တော်အာဆင်နယ်မှာနေရာကမရှိတဲ့လောက်ကိုရှားသွားပြီသူ့ကိုကျွန်တော်တို့တောင်းပန်ထုတ်မယ်ဆိုလို့ရှိရင်လည်းအဲ့တောင်းပန်နေရာမှာဒါတကယ်ကိုသူ့ထက်ကောင်းပြီးတော့ဒါအသုံးပြုလို့ရမယ်ကစားသမားတွေများစွာရှိတာဖြစ်တဲ့အတွက်ကျွန်တော်အာဆင်နယ်တင်းကဒါဂါဘရီ ဲယေရှုကိုရောင်းချဖို့ဆိုတဲ့တည်င်းနေရလဲဒါများစွာထွက်နေတယ်ဗောလေဒါကတော့ကျွန်တော်အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့ဒါတန်ရကစားသမားတွေပြန်လာနိုင်မဲ့အခြေအနေကိုဒါကြောင့်ညီကိုတွေကိုပြန်ပြီး sharing လုပ်ပေးသွားခြင်းဖြစ်ပါတယ်โอเคနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့တွေဒါဘလူးဘောင်းလေးစီဗီလာအသင်းရဲ့ဒါကွင်းလေကစားသမားပေါ့လေကွင်းလေကစားသမားကိုအာဆင်နယ်တို့ဒါမျက်စိကျနေတယ်ဆိုတဲ့သတင်းနဲ့ကျွန်တော်ညီကိုတွေကိုဒါပြန်ပြီးတော့ ဆွေးနွေးသုံးသပ်ကြည့်ခြင်းနဲ့ဒါဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါလွန်ခဲ့တဲ့လဒီတဲကဒါဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေကဒါသတင်းတွေအများကြီးထွက်ထားပြီးသားအာဆင်နယ်အသင်းကသဘောကျနေတယ်ကင်းတောက်တွေဆေးလုပ်ပြီးကြည်နေတယ်ဆိုတဲ့ပုံစံမျိုးတွေဒါသတင်းတွေတောက်လျှောက်တက်လာပြီးသားဒါပေမဲ့ဒီသတင်းပြန်ပြောက်သွားတာကတလာခွဲဝင်းကျင်လောက်ရှိပြီးဒါဒီကနေ့မနက်အစောပိုင်းသတင်းမှာဆိုလို့ရှိရင်ဒါဒီသတင်းကလည်းဒါဘယ်လိုပြောမလဲ breaking news အနေနဲ့တက်လာတဲ့သတင်းတွေကတပုတ်ပဲဗျဒါကဟိုဘယ်လိုပြောမလဲဒီကစားသမားကိုဒါ စီဗီလာကဒါပေါင်တန်း40လောက်တတ်မှတ်ထားတယ်ပေါင်တန်း40ထက်ရောကြတဲ့ပမာဏနဲ့ဆိုလို့ရှိရင်ဒီကစားသမားကိုရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးတော့လေဒါသတင်းတွေကတက်နေတယ်ကျွန်တော်အာဆင်နယ်အသင်းမှာကလည်းမာတင်အိုဒီကတ်ကထိုင်ရန်ရထားတာဖြစ်တဲ့အတွက်ဒါအာဆင်နယ်ရဲ့ကွင်းလယ်မှာအနည်းငယ်များတော့ဒါအာနယ်သွားနိုင်တယ်ဒါဒီကစားသမားကလူစီယာအကူမီပေါ့လေလူစီယာအကူမီကိုအာဆင်နယ်အသင်းရဲ့အကစားဒါရိုက်တာအန်ဒရီးယားဘာတာကဒါအနီးကက် အဲဘယ်လိုပြောမလဲအနိကက်လေးလာမှုတွေပြုလုပ်နေတယ်ဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့အာဆင်နယ်အသင်းကမျက်စိကျနေတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကပေါ်ပြထားတယ် โอเคနောက်တဲ့သတင်းတစ်ပုတ်အနေနဲ့ကျွန်တော်တို့အာဆနယ်တင်းရဲ့ဒါအားကစားဒရိုက်တာဒါအန်ဒရီးယားဘာတာကဘုံမောက်အတင်းရဲ့ဒါတောင်ပံကစားသမားပေါ့လေဘုံမောက်တင်းရဲ့တောင်ပံကစားသမားဒါဂါနာသားလေးပေါ့လေဒါအန်တိုနီဆမီညိုကိုလည်းချိတ်ဆက်မှုတွေပြုလုပ်နေတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ်ဒါဒီကနေ့မနေ့အစောပိုင်းမှာတက်လာတဲ့သတင်းတွေရဆိုလို့ရှိရင်အန်ဒရီးယားဘာတာကအခုလာမဲ့အပြောင်းအရွှေ့မှာဒါအန်တိုနီဆမီညိုနဲ့ပတ်သက်ပြီးတော့ဒါကမ်းလှမ်းမှုတွေပြုလုပ်သွားမယ်ဒါတစ်ဆက်တည်းမှာပဲဒီကစားသမားနဲ့ အတူတူဒါဂျူပင်တက်ရဲ့ကစားသမားလေးဒါဘယ်လိုပြောမလဲဟိုကျွန်တော်တို့တွေအကြိမ်ကြိမ်ပေါ့လေတတိယနေ့ထွက်ခဲ့တာတူရကီသားလေးပေါ့လေဒါဒါကန်နရက်ဒစ်ကိုလည်းဟိုဘယ်လိုပြောမလဲတပြိုင်တည်းချိတ်ဆက်မှုတွေပြုလုပ်လျက်ရှိတယ်ဆိုပြီးတော့ဒါအာဆင်နယ်နေဆက်တဲ့သတင်းသတင်းမီဒီယာတွေကဖော်ပြထားတယ်ဒါကျွန်တော်တို့တစ်ချက်လောက်ဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ဒါစဉ်းစားကြည့်အောင်တယောက်ကတော့ကျွန်တော်တူရကီသားဖြစ်ပြီးတော့တယောက်ကတော့ခါနာသားပေါ့လေ ရှင်းဆုံးပြောရရင်ကျွန်တော်အနေနဲ့ဒီကစားသမားနှစ်ယောက်တည်းကတယောက်ကိုရွေးချယ်ပါဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကတော့အန်တိုနီဆမ်မီညိုကိုလည်းပဲဒါကျွန်တော်ကတော့ရွေးချယ်သွားမယ်ဘာကြောင့်ဒီလိုမျိုးရွေးချယ်တာလဲဆိုတော့ကျင်အန်တိုနီဆမ်မီညိုအနေနဲ့ဒါကျွန်တော်တို့အာဆင်နယ်မှာဆိုလို့ရှိရင်အာဆင်နယ် DNA ပါတဲ့ကစားသမားတွေအာဆင်နယ်ကိုကြိုက်တဲ့ကစားသမားတွေအာဆင်နယ်ကဒါသူတို့ရဲ့အိမ်မက်ကလပ်ဖြစ်တယ်ဆိုပြီးတော့ပြောထားတဲ့ကစားသမားတွေများစွာရှိတယ်။ဒါဒီလိုကစားသမားတွေကိုပဲကျွန်တော်အာဆင်နယ်ကအဓိကပြတ်မှတ်ထားပြီးခေါ်တယ်။ပြီးရဆိုရှင်အသင်းမှာအကောင်းဆုံးပေးဆက်တာမျိုးတွေကိုလိုချင်တာဖြစ်တဲ့တို့ကဒါကျွန်တော်အနေနဲ့ကတော့ဒါအန်ဒိုဒီဆမီနီယိုကိုပို့ပြီးသဘောကျတယ်။ဘာကြောင့်အန်ဒိုဒီဆမီနီယိုကိုရွေးချယ်တာလဲဆိုလို့ရှိရင်ပရီးမီးယားလိမှာလည်းအသားကျပြီးသားဖြစ်ပြီးတော့ဒါသူ့အနေနဲ့ဒီယာဒီမှာဆိုလို့ရှိရင်လည်းစွမ်းဆောင်ရည်ကောင်းတွေပြသထားတာကိုကျွန်တော်တို့ဒီအကောင်းဆုံးမြင်တွေ့ပြီးသားဖြစ်တဲ့တို့ကကျွန်တော်အနေနဲ့ကတော့ ကျွန်တော်အနေနဲ့ကတော့အန်တိုနီဆမီညိုကိုပဲပို့ပြီးတော့သဘောကျတယ်ပရီးမီးယားလိမှာအသားကျပြီးတဲ့ကစားသမားတယောက်အာဆင်နယ်ကိုရောက်လာလို့ရှိရင်ဒါသူ့အနေနဲ့အများကြီးဟိုခက်ခဲမှုတွေရှိမယ်လို့မထင်ဘူးဒါပရိုပြောမယ်ဂျူဗင်နက်ကကစားသမားလေးဆိုလို့ရှိရင်တော့သူ့အနေနဲ့ပရီးမီးယားလိမှာအသားကျဖို့သူ့ကိုကျွန်တော်အချိန်ကြီးအများကြီးပေးသွားရလိမ့်မယ်ဒါပြောရဆိုလို့ရှိရင်သူ့အနေနဲ့လှိမ့်လှိမ့်မြန်အသားကျဖို့ဆိုတာကကစားသမားတယောက်ကကလပ်ဟိုဘယ်လိုပြောမလဲလီဒ်တစ်ခုနဲ့တစ်ခုမတူတာဖြစ်တဲ့အတွက်ကျွန်တော်ဒါပရီးမီးယားလိကအရန်ကိုခက်ခဲတဲ့လီဒ်တစ်ခု ဖြစ်တာဖြစ်တဲ့အတွက်ဒါဘာဖြစ်ဖြစ်ကျွန်တော်အန်တိုနီဆမင်းညိုးကိုပဲကျွန်တော်အာဆင်နယ်အသင်းနဲ့ကြိုးစားသွားတင်တယ်လို့ထင်တယ်ကြောင့်ညိုကိုရောဘယ်လိုထင်လဲပြကောမမဝေရောမချက်ပေးတော့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်